ရုပ်ဆောင်သူရဲ့တည်ဆုံမှုကတော့ယနေ့ချင်းထိပြည်သက်တွေကြားမှာမိခွန်ထုတ်เสียဖြစ်နေပါ ರಿ ။ဘာမှရေးရရမဖြစ်သွားတာလေ။ကောင်းမောက်တာကလွေလို့ချမ်းတဲ့အကြောင်းအရာဘာမှမသိရဘူး။ပြည်သက်တွေပြင်သူရဲ့မိသားစုကိုရင်ကဒီအကြောင်းအရာတွေနဲ့ပတ်သက်ပြီးဘာဆိုဘာမှမသိရတာပါ။ဒါကြောင့်သူရဲ့တည်ဆုံမှုကလူသက်မှုလုံးချမ်းမှုဆိုပြီးတော့အမျိုးမျိုးပြောဆိုနေကြတာပြီဖြစ်ပါ ರಿ ။ဒီလိုမျိုးပြောဆိုတာကလေပြည်သက်တွေက အသက်ငယ်ငယ်လေးနဲ့လေဦးဆောင်သူကို ဆုံရှုံရတာဖြစ်တဲ့အတွက်စိုးရင်တကြီးနဲ့အမျိုးမျိုးဝေဖန်သုံးသပ်နေကြလို့ပဲဖြစ်ပါလိမ့်လို့ပဲဖြစ်ဖြစ်ဘလူးဘေးဝေဖန်သုံးသပ်ပါစီမန်တာကမန်နေမားတာကမားတာပါပဲအခု CCTV မတန်းတွေရလေဦးဆောင်သူရဲ့ကားဟာခုလိုကားမောက်ရတာဟာအချိန်အဟုန်ပြင်းစွာနဲ့မောင်းလာလို့ဆိုပြီးတော့တွေးရတာဖြစ်ပါလိမ့်တချို့ဒီကြားတွေပြောဆိုနေကြတာဟာလေဦးဆောင်သူဟာ စစ်ကောင်စီစစ်သားတွေရဲ့လမ်းမပေါ်မှာစစ်ဆေးမှုခံရပြီးတော့သူကကားဝတ်စစ်ဆေးမခံမင်းနဲ့အမှုတပြင်းအပြင်းထန်မောင်းချလာတာမှာခုလိုမျိုးအဖြစ်ဆိုးကြီးနဲ့ဂျုံတွေးလာရကြောင်းသိရပါရယ်ရုပ်ဆောင်သူကစစ်ကောင်စီရဲ့ဘာကြောင့်စစ်ဆေးတာမခံရတာလဲပေါ်သာဆွဲခံရမှာကြောက်လို့လားသူအသက်ရွယ်ကလည်းငယ်ရွယ်သေးတာဖြစ်တဲ့အတွက်ဒါကိုလည်းကြောက်ကောင်းကြောင်းနေပါရယ်ရုပ်ဆောင်သူကအင်မတားမာလီမာရေးချရှိတဲ့ကလေးပါ သူ့ရဲ့အမှုညာလောကကနေရတဲ့ပတ်စံတွေအကုန်လုံးကိုလည်းသူ့ရဲ့မိဘတွေကိုအတေသူမသိခင်တည်းရဲ့အလိုမှာတော့သူတို့ရဲ့အိမ်ငှားစီလေးလှချုပ်တော့သူ့ဖေကိုပတ်စံကိုသိမ်းပေးခဲ့ကြောင်းကိုလေသူ့မိကဖွင့်ပြောလာခဲ့တာပဲဖြစ်ပါတယ်အခုလိုမျိုးသူတို့မိသားစုတော့အခုမဖြစ်နိုင်တဲ့သားလေးမလေးကို ဆုံးရှုံးရတာအင်မတန်မှဘဝမှာဘာနဲ့မှမတူတဲ့ကြီးမားတဲ့ဆုံးရှုံးမှုပါဆိုပြီးတော့မိခင်ကိုယ်တိုင်ကပြောပါရဲ့ဗျာ